မြန်မာရိုးရလက်ဝဲအတွက်တိကျခိုင်မာတဲ့စီမင်းစည်းကမ်းတွေရေးဆွဲပြီးမှသာမြန်မာရိုးရလက်ဝဲပွဲတွေကျင်းပခွင့်ပြုမယ်လို့အာကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်းထိုက်ကပြောကြားလိုက်ပါတယ်။ဦးစိုးညီသတင်းပေးပို့ထားတာပါရှင်။မြန်မာရိုးရလက်ဝဲအတွက်တိကျတဲ့စီမင်းစည်းကမ်းတွေသတ်မှတ်ရေးဆွဲပြီးမှာပဲမြန်မာရိုးရလက်ဝဲပွဲတွေကျင်းပခွင့်ပြုမယ်လို့အာကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်းထိုက်ကပြောကြားခဲ့ပါတယ်ကျွန်တော်တို့မြန်မာရိုးရဟာအာကစားဆိုတာရိုးရလက်ဝဲရှိတယ်ခြေလုံးရှိတယ်တိုင်းရှိတယ်ဒီအရာတွေကအရိုးပေါ်ရွက်မဟုတ် ိုးရှိမိဘဘိုးဘွားများလက်ထက်တည်းဆင်းသက်လာတဲ့ဟာဒီကျွန်တော်တို့လက်ထက်မှာမှထိမ့်သိမ်းပြီးတော့ကောင်းကောင်းမွန်မွန်ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိလို့ကျွန်တော်တို့အာတာဝန်ချိတယ်ဒါကြောင့်မို့လို့ကျွန်တော်အားသာဝေးထားတာလည်းရိုးရလည်းဝေးနဲ့ပတ်သက်တဲ့ရှင်မြေစီကံဥရိညာရေးဆွဲရေးအတွက်ကိုမြန်မာနိုင်ငံရိုးရလည်းဝေးခွဲချက်ကိုတာဝန်ပေးထားတယ်အတာဝန်ပေးထားတဲ့အချိန်မှာတော့ကျွန်တော်တို့ကပြက်ပြက်ပြောထားတယ်ဘာပွဲမှာချိန်ပါခွင့်လာမတောင်းနဲ့ခွင့်မပြုဘူး ီစီမင်းစည်းကမ်းတွေကိုနိုဝင်ဘာ15ရက်ထက်ကစတင်ရေးဆွဲနေတာပါ။ရန်ကုန်မန္တလေးနဲ့မြို့ကြီးတွေမှာမြမရိုးရလက်ဝဲပွဲတွေကျင်းပတဲ့အခါအာဂသဝဉ္ဇီဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းခံရပါတယ်။မြမရိုးရလက်ဝဲပွဲတွေကျင်းပရမှာလေအာဂသဝဉ္ဇီဌာနပိုင်းအာဂသယုံတွေကိုအခကျင်းဝင်ပေးပြီးငှားရမ်းနေရတာဖြစ်ပါတယ်။ဒီကကြာနေတဲ့ခါကျတော့ဘာပွဲမှမလုပ်ရဘဲနဲ့အခုလုံးထိုင်နေရမှာမဖြစ်စီရဘူး။အဲ့တော့ဆင်းရှင်းဖို့မသိဘူးလား။ဒါရီနဲ့ပတ်သက်လို့ထိမ့်သိမ့်ဖို့မသိဘူး။ အဟိုပွဲနေမှာဆိုလို့ရှိရင်လည်းအမျိုးမျိုးပေါ့လေဒိုင်နီရဲ့ဆုံးဖြတ်ချက်တွေဟလာပေါ်ကြီးပြိတ္တတွေရဲ့အားပေးမှုတွေဆိုတော့တော်ကြီးစီကတကြလို့ပို့လိုရလာတဲ့အတွက်ကြောင့်ကျွန်တော်တို့စက်မှတ်ထားပါမြမယူရလဟွေရဲ့စီမင်းစီကန်တွေတိတ်မကြခင်မှာပေါ်ထွက်လာမှာဖြစ်တာကြောင့်ဒီစီမင်းစီကန်တွေကမြမယူရလဟွေနဲ့မြမယူရလဟွေသမားတွေအတွက်ဘလောက်အထိအကျိုးရှိမလဲဆိုတာကိုတော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဆိုညီပါ